ကိုကိုကိုဘယ်လိုပြောမလဲဟိုအာကစားသမားတယောက်နေပါပဲပေါ့နော်အာကစားသမားတော့မဟုတ်ပေမဲ့အကသမားဆိုတော့အကနဲ့လှုပ်ပြီးတော့ entertain လုပ်ဖြုတ်ပြရတဲ့လူဆိုတော့အာပြင်ပန်းနေလဲခံနိုင်မယ်တော်ရုံလောက်ဆိုဘာမှမမှုလောက်ဘောနော်အဲ့လိုခန္ဓာကိုယ်လှုပ်ရှားမှုဆိုင်ရာဒါပေမဲ့အဲ့မှာအာပြန်တော့အေးမကြုံရင်တော့အလုံးမင်္ဂလာပါ we are project k အရင်ပြောရပါတော့ကျွန်တော်တို့အမတ်တရတွေအများကြီးရပါတော့ဟိုဘယ်လိုပြောမလဲထင်တော့မထင်တော့ဒီလောက်ထိအမတ်တရတွေအများကြီးရမယ်လို့ကျွန်တော်တို့ရဲ့ကျွန်တော်တို့ချစ်တဲ့ပရိသတ်တွေနဲ့လည်းအဲ့လို project ကြီးနဲ့အတူတူအမတ်တရတွေလည်းရှိသလိုကျွန်တော်တို့ရဲ့ member ချင်းချင်းလည်းအမတ်တရတွေလည်းအများကြီးပဲရှိရပါတော့ဟိုရင်တော့ကကျွန်တော်တို့ရှိခဲ့တဲ့ပြောကြအချိန်လေးတွေကိုပြန်ရရပါတော့အဲ့တော့အရင်မဲ့အမတ်တရဖြစ်တယ် program ကြည့်ရင်သိမယ်ဘာလို့ဆိုတော့လေ ကျွန်တော်ကိုနိုင်ကပင်လင်ပြန်ပြီးတော့ကြည့်ချင်တယ်ပေါ့နော်ကျွန်တော်က member တွေအကုန်လုံးလဲပြန်လွတ်မဲ့ချိန်မှာအရင်စောင့်တယ်အရင်ပဲပြန်ကြည့်ချင်တယ်ဘာလို့လဲဆိုတော့အဲပရိသတ်တွေလည်းကျွန်တော်ပြောလိုက်လည်းအကုန်လုံးပုံကုန်နေတယ်ဘာလို့လဲအရင်ပဲပြောစရာကောင်းတယ်ရတာစုံတယ်ပေါ့နော်ပြောစရာကောင်းတာတွေလည်းပါတယ်စိတ်လှရှားစရာတွေလည်းပါတယ်ပြီးရင်အာပင်ပန်းရတဲ့ခိုက်တန်းတွေလည်းရှိတယ်အဲ့လိုမျိုးအမတ်တရားဖြစ်တဲ့ဟာလေးတွေယင်ထဲမှာအဲ့လိုအေး touch ဖြစ်တဲ့ဟာလေးတွေရောပြီးွားရင်ပေါ့နော်အဲ့လို တသက်လုံးမှာတခါမှပြန်မကြုံဉင်တော့တဲ့ဟာတွေရောအဲ့လိုဟာတွေရောပေါ့နော်ဆိုတော့အရင်ပြောကောင်းတယ်အရင်မဲ့စိတ်လို့ရှားကောင်းပြီးတော့ပုံပြီးတော့ထူးခြားတာသူက reality show ပေါ့နော်ဘာမှအဲ့လိုဇလန်းစင်ထားတာမဟုတ်ဘူးပြောရတဲ့စကားတွေကအစအဲ့လိုဘာပြောပါဘာပြောပါမရှိဘူးဒီ on set ပေါ်မှာမှာရက်ကူးတဲ့အချိန်မှာမင်းတို့ဒါဒါဒါလောက်အောင်မှာဟာဟင်းဟာတွေပါဖြစ်ပြီးတော့အဲ့လိုလှုပ်ရတာမျိုးဆိုတော့ အရင် reality ဖြစ်တယ်လို့ကျွန်တော်တို့ရဲ့ lifestyle ကျွန်တော်တို့ရဲ့အဲ့မှာဖြစ်ခဲ့တဲ့အရာတွေဆော့ game ဆော့ရတဲ့ဟာဆိုရင်တကယ်တကယ်ဆော့ခဲ့ရတာပေါ့နော်အဲ့အလုံးအမှတ်တရကို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 ဘယ်လိုပြောမလဲဟိုအာကစားသမားတယောက်နေပါပဲပေါ့နော်အာကစားသမားတော့မဟုတ်ပေမဲ့အာကသမားဆိုတော့အကနဲ့လှုပ်ပြီးတော့ entertain လုပ်ဖြုတ်ပြရတဲ့လူဆိုတော့အာပင်ပန်းတွေလည်းခံနိုင်မယ်တော်ရုံလောက်ဆိုဘာမှမမှုလောက်ဘူးပေါ့နော်အဲ့လိုခန္ဓာကိုယ်လှုပ်ရှားမှုဆိုင်ရာဒါပေမဲ့အဲ့မှာအာပြန်တော့ အေးမကြုံရင်တော့ဒီလိုအခိုက်အတန့်ဒီလို moment နဲ့ဒီလိုအစီအစဉ်ကနောက်တစ်ခေါက်ပြန်ကြုံမှုဆိုတာမသေးချာတော့ဘူးဒါပေမဲ့အခုလိုဒီအစီအစဉ်လေးမှာပါဝင်ရခုဆိုတကယ်လို့လဲဝမ်းသာတယ်ပြီးတော့လုံးဝကြာအမတ်ရနေမဲ့အစီအစဉ်လေးအချိန်အများကြီးပဲကိုတို့အမတ်တရဆိုရင်တော့အဲ့လို တသက်စာမေးလို့မရမဲ့အဲ့လိုအခိုက်အတန့်လေးပေါ့နော်ခုနအကိုပြောလို့ပဲအဓိကကျွန်တော်တို့ ਨੇ ကျွန်တော်ရဲ့ game လေးတွေ fan လေးတွေနဲ့ကဘယ်လိုမျိုး relationship လဲဆိုတော့ဒီလိုမျိုး romantic center တွေအဲ့လို dating မျိုးတွေထက်ကျွန်တော်တို့ကအခွေပုံများတယ်အခွေဆိုတော့ကိုယ့်ရဲ့မောင်နှမတွေလို့ကိုယ့်ရဲ့ part of the family ပေါ့နော်ဒီကိုကိုယ့်ရဲ့မိသားစုဝင်တွေလိုမျိုးဆက်ဆံကြတယ်တွေ့ထွေးကြတယ်အဲ့လိုမျိုးဟို relationship မျိုးဆိုတော့ဒီလို dating program ကျွန်တော်တို့ကအခွေပုံများတယ်ဆိုတော့ဒီ အဲ throughout the game မှာလည်းကျွန်တော်က game တွေအများကြီးဆော့တဲ့အခါမှာဟိုကျွန်တော်မှန်းမထားတဲ့ဟာမျိုးတွေပေါ့နော်။အာတရက်ကိုတစ်မျိုးတရက်ကိုတစ်မျိုးဆိုတော့အဲ့လိုအာရတတွေကမျိုးစုံပဲ။ပထမရက်မှာငိုရာတွေရောအပျော်ရာရောနောက်နေ့ကျရင်လည်း surprise တွေရောနောက်နေ့ကျအဲ့လိုမျိုးမျိုးမျိုးဆိုတော့ဘဝမှာတစ်သက်လုံးမေးလို့မရမဲ့ ွားလေးပေါ့အဲ့လို fan လေးလေးလည်းအဲ့လိုပြန်ပွဲဝင်ရင်လည်း fan လေးလေးလည်းလာပါတယ်ကျွန်တော်တို့ဒီရပိုင်းပွဲလေးတွေရှိတော့လာသူတို့မျက်နှာကိုပြန်မြင်အဲ့ဒီတော့က moment တွေကိုပြန်ပြီးတော့သတိရတယ်လွမ်းဆွဆွအဲ့လိုမျိုးကြီးဘလို့ခံစားချက်ကြီးလည်းမသိပြန်ရတာပေါ့နော်ပို့ပြီးတော့ရင်းနှီးွားလို့ခံစားရတယ်အင်းဘောရောကိုယ့်ရဲ့ညီမတကယ်ညီမအရင်တယောက်လူမျိုးတွေအဲ့လိုမျိုးပေါ့နော်ပြောခံစားရတာတကယ်ဘဝမှာမေးလို့မရမဖိုက်ခိုက်တယ်ခုကဒေးဝင်းမီစီဇန်2မှာပေါ့နော်ဒေးဝင်း project ခင်အနေနဲ့ပါဝင်ခွင့်ရတကယ်အခြေအနေအများကြီးတယ်ဘာလို့လဲဆိုတော့အခုလို camp နေနဲ့ကျွန်တော်တို့နေက ဟိုအရင်လိုထိတွေ့ခွင့်နေရလေဘာသိမရှိကြကြပေါ့အခုကျတော့လုံကအရင်လိုလည်းမဟုတ်ပဲနဲ့တော်တော်နီးစက်စက်နဲ့ဂိမ်းကြီးဆော့ကြရတယ်အတူတူပျော်ကြရတယ်အမတ်တရအချိန်လေးအတူတူဖြတ်တန်းကြရဖြစ်တဲ့အတွက်ဒိဝဲမီကိုလည်းအရင်ကျေးဇူးတင်တယ်ပြီးသွားတော့ကိုကြီးမြဲပြောသလိုပေါ့ညီကိုကြီးဆိုလို့ရှိရင်လည်းဟုတ်တယ်အရင်ကလိုတိတ်မဆုံတာတိတ်မဆုံပြောတယောက်တနေရာဒီလည်းဖြစ်နေတော့လေအခုအခုလိုအချိန်မှပြန်ဆောင်ဝေးရတယ်အဲ့တော့ကျေးဇူးတင်ရန်တင်တယ်အရင်လည်းပျော်မိရယ်ဖမီတင်ကတော့လောလောဆယ်တော့ဟိုလူဦးမဲ့ပေါ့နော်ဟွာ ်ဘာမင်းတင်ရလောလောဆယ်တော့အစီအစဉ်တော့မရှိသေးဘူးဒါပေမဲ့ကျွန်တော်တို့ဒီ Airban တွေပါတယ်နောက်ထပ် comeback Airban လာပြီးရင်တော့ family တင်ရတော့တေချာပေါ့လုံမယ်ပေါ့နော်အခုလောဆယ်ကတော့အော် Airban လည်းနည်းနည်းလို့မယ် single song လေးတွေကို online release တွေလုပ်ဖို့ပဲကျွန်တော်တို့အားလုံးစိုက်နေပေါ့နော်ပြီးတော့ဒီ28ရက်နေ့မှာကျွန်တော်တို့ new song တပုတ် ထွက်မယ်ပေါ့နော်ကျွန်တော်တို့ project ကြီးရဲ့ညီငယ်ချပုံစံလေးမဟုတ်တဲ့ team လေးနဲ့ကျွန်တော်တို့မလုပ်ဘူးတဲ့ပုံစံလေးပေါ့နော်ကျွန်တော်တို့ project ကြီးကတော့အမြဲတမ်းတော့ performance ကိုပို့ပြီးတော့မှအသားပေးရဖြစ်တဲ့ကံတော့လူတွေအားလုံးအတွက်ပို့ပြီးတော့ entertain ဖြစ်မဲ့ပုံစံလေးကျွန်တော်တို့ပြင်ဆင်ထားတဲ့အကတွေလည်းတခြားပြင်ဆင်ထားပါတယ်လို့အဲကြောင့်လည်းကျွန်တော်တို့ရဲ့ပရိသတ်တွေအားပေးနေစောင့်မျှော်နေတဲ့လူတွေလည်းအဲလုံအောင်ချိန်နှက်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ နီးရက်နီးလို့ရှိရင်ကျွန်တော်တို့ဘယ်ကနေဘယ်ကနေကြီးရှိလို့ရမယ်ဘယ်မှာရှိမယ်ဆိုတဲ့အရာတွေလည်းကျွန်တော်ပြန်ပြီးတော့ညင်ညာပေးသွားပါမယ်